မင်္ဂလာပါဗျာဒီနေ့ဗီဒီယိုဖိုင်လေးမှာတော့ Adobe Premiere Pro နဲ့ဒီဗီဒီယိုဒီဇိုင်းလေးဖန်တီးတဲ့နည်းလေးကိုဒီနေ့အသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဗောနော်ဒါကတော့တော်တော်များများသုံးကြတယ်ဗောနော်အဲဒီ new design လေးကိုဘယ်လိုဖန်တီးထားလဲဆိုတာကိုတို့လေ့လာကြမှာခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒီဒီဇိုင်းအတွက်ကျွန်တော်တို့ဗီဒီယိုကိုထည့်မယ်ဗောနော်ဗီဒီယိုကိုဒါကတော့ရက်ကူထားတဲ့ဗီဒီယိုဗောနော်ထည့်လိုက်မယ်ထည့်ပြီးသွားရင်ဒီကောင်ကို timeline ထဲကိုဆွဲထည့်လိုက်မယ်ဗောနော် timeline ထဲကိုဆွဲထည့်ပြီးသွားပြီဆိုရင်ဗီဒီယိုကဒီထဲကိုရောက်သွားပြီနော်ပြီးသွားရင်ဒီမှာဒီဘက် အတန်ပိုင်းကိုအရင်ဆုံးဖြတ်လိုက်အောင်ပေါ့ order လေးပြီးပြီး delete လုပ်လိုက်ဟုတ်ပြီနော်ပြီးသွားတာနဲ့ video ကိုကျွန်တော်တို့အပိုင်းပိုင်းလေးတွေပိုင်းမယ်ဒါလေးဆွဲကျင်ပြီးတော့ video ကိုအပိုင်းပိုင်းလေးတွေပိုင်းမယ်အဲ video ကိုအပိုင်းပိုင်းလေးတွေပိုင်းမယ်ဒီလိုလေးဆွဲကျင်ပိုင်းပိုင်းနေပိုင်းမယ်နောက်ပြီး reza 2ယူမယ်ပိုင်းမယ်နောက်ပြီးဘူတူယူပြီးတော့ဒီဘောဆွဲတက်မယ်အဲအဲ့လိုမျိုးနဲ့ဗီဒီယိုပိုင်းပိုင်းလေးလေးပိုင်းလုပ်လိုက်ပါတော့ โอเคตั้วပြီးဒီဘောလေးဆွတ်တင်၄ဘိုင်းလို့ဟုတ်ပြီเนาะโอเคတပည့်နောက်ကဟာလေးယူတော့နောက်ကဟာလေးယူတော့ဖြစ်ထုတ်လိုက်ဒါဆိုရင်ဗီဒီယိုဗီဒီယိုတို့ကဒါတော့ရိုက်ကူထားတဲ့ဗီဒီယိုမရှိလို့ပေါ့เนาะတစ်ဆက်ထားတဲ့ဗီဒီယိုဒီဗီဒီယို၄ခုကိုတို့ကဘာလို့ရမလဲဆိုရင်အဲဒီလိုဒီဇိုင်းလေးခုနဒီဇိုင်းလေးကိုဖန်တီးရမှာဖြစ်တယ်အဲ့တော့အဲ့၄ခုလုံးဖြစ်မှုအတွက်ကြောင့်အဲ့၄ခုပေါ်ကိုတို့ကဘာလို့ရမလဲဆိုရင်အဲဘာလို့မလဲလေးဦးလုံးတို့ကနည်းနည်းဗီဒီယိုကပြင်ရမယ်ပြင်မယ်ဆိုရင်အဒီလေယာကိုထောက်မယ် ထောက်ပြီးွားရင်ဒီဗီဒီယိုတစ်ချက်တော့ထောက်ပြီးရင် effect control ကိုသွားပြီးွားရင်ဒီနေရာမှာ screen မှာတို့က90ရေးပြရမှာဖြစ်တယ်။ Okay ရေးပြလိုက်ရင်ဒီလိုမျိုးပေါ်ပါပြီဟုတ်ပြီနော်ဒီလိုပေါ်ရင်သူ့ကိုတို့ကဒီဘက်ကိုရွှေ့ထားဒီဟာကိုဒီဘက်တောက်လေးကိုဒီလိုလေးရွှေ့ထားလိုက်။ Okay ပြီးွားတာနဲ့အောက်ကအောက်ကလေးအောင်တစ်ချက်ထောက်ပြီးွားရင်ဒီမှာသူ့ဝူနာတိုင်းမှာ90ရေးပြမယ်။ ပြီးွားတာလည်းသူ့ဒီဗီဒီယိုလည်းဒီမှာ motion ကိုတစ်ချက်ထားထောက်ပြီးွားရင်ဒီဗီဒီယိုကိုဒီဘက်ကိုရွှေ့လိုက်အဲအဲ့လိုမျိုးလေးတော့ရွှေ့ပေးရမယ်နော် Okay ပြီးွားရင်အောက်ကလေယာဉ်ကိုတစ်ချက်ထောက်ပြီးွားရင်ဒီမှာလည်း50ရေးပြီးထပ်ပြီးတော့ဟုတ်ပြီနော်ငါအပြီးွားရင်ဒီမှာဒီမှာပေါ်ွားရင် motion ကိုတစ်ချက်ပြန်ထောက်ထောက်ပြီးွားရင်ဒီမှာဒီကောင်းကိုဒီဘက်ကိုရွှေ့ပေးလိုက် Okay ်ပြီးွားရင်အောက်ကအောက်ဆုံးကလေယာဉ်ကိုတစ်ချက်ထောက်ထောက်ပြီးွားရင်သူ့သူ့လည်းစခွင်မှာဘယ်လောက်လဲ90ပဲယူပေးလိုက်ဒါဆိုရင်တို့ကဟိုသူ့နောက်ပြီးတစ်ချက်ထောက်ပြီးွားရင်မှာသူ့တစ်ချက်ရွှေ့ဒါဆိုတော့ဗီဒီယိုအကုန်လုံး၄ခုလုံးတို့က90စီရွေးပြပေးမှရမယ်ပေါ့နော်ရွေးရပြီးဆိုရင်တော့နောက်တစ်ခုအနေနဲ့တို့ဘာလုပ်မလဲတို့ project ပတ်နေကိုထောက်ထောက်ပြီးွားတာနဲ့ဒီမှာပန်တူးလေးကိုတစ်ချက်ထောက်ထောက်ပြီးွားရင်ဒီမှာဒီမှာတစ်ချက်ထောက်ဒီမှာတစ်ချက်ထောက် ပြီးွားရင်ဒီနေရာမှာတစ်ချက်ထောက်အဲအဲ့လိုမျိုးလေးညီဒူလေးထောက်ပေးရမှာနော်အညီဒူလေးထောက်ပေးလိုက် ဟုတ်ပြီနော်အဲပြီးွားတာလည်းမဒီလိုမျိုးဒီလေယာမှာလေယာမှာဒီလေယာမှာပန်တူးရဲ့လေယာမှာမူဒူလေးနဲ့ဒီဘက်ကိုဆွဲပေးလိုက်โอเคဆွဲထားပေးလိုက်အဲပြီးွားတာနဲ့သူ့တို့ကဘာလို့မလဲနှစ်ချက်ထောက်လိုက်တပည့်ကလေးထောက်လိုက်ဒီဘက်မှာပေါ်သွားပြီနော်အဲဒီမှာဆိုတို့ကဘာလို့မလဲဆိုဖေးကိုပိတ်ပြီးတော့စတုံးဖွင့်လာမယ်ဖွင့်လာပြီးဒီမှာဘယ်တော့ရရမယ်ဆိုရင် တဆယ်လောက်ရေးပေးလိုက်။ Okay အဲ့ဒီမှာထူသွားနော်ဟုတ်ပြီနော်။ထူသွားပြီဆိုတာနဲ့အဲ့ဆိုရင်မရောက်လာဘူးလားရလာပြီနော်။နောက်ထပ်တစ်ခုထပ်လုပ်မယ်။ဒါတော့အဲ့တော့ပန်တူကိုယူမယ်။ယူပြီးွားရင်တို့ဒီမှာတစ်ချက်ထောင်းပြီးရင်ဒီနားမှာတစ်ချက်ထောင်းအတူတူပဲနော်။အဲဒါလေးကိုအနောက်အောက်ဆွဲထုတ်ထားလိုက်။ Okay ဒါလေးကို order လေးရှက်လေးဖြည့်ပြီးတော့ order အမေရ order မရဘူး။ စမီမာလေးဖိလိုက်ရတယ်နော်ဒူဆွဲထားလိုက်ရတယ်အဲဒွန်းဆိုโอเคဒါဆိုရင်ဒူလောက်လာတဲ့ဟာလေးကဘာဒူလို့ဒူလောက်လာတဲ့ဟာလေးကပြီးွားပြီပေါ့နော်โอเคဒါဆိုဒူလောက်လာတဲ့ဟာလေးကပြီးွားရတယ်ဒူပလေးကြည့်လိုက်မယ်နော်ဖြူချဲလိုက်မယ်ပလေးကြည့်မယ်